ရဲ့ကျွန်တော်ပြစီဒီအားလုံးမင်္ဂလာပါမိတ်ဆွေတို့ညစီနေတဲ့ဗာမင်းနေခါကြီးလမ်းညွန်ပြတ်တာတဲ့ထဲကရေဒီယံကြီးကောင်းနေပြီပြောင်းပြီပေါ့နော်အခုတော့မှလည်းကျွန်တော်မိတ်ဆွေတွေအကျိုးရှိရာအကျိုးရှိကြောင်းအကျိုးဖြစ်ထွန်းရာဖြစ်ထွန်းကြောင်းပေါ့နော်အားလက်ရွှဲစီတဲ့ညီအိမ်ချမ်းကြီးရောက်ထွက်တည်တဲ့ညီအိမ်ရတည်တဲ့ညီချမ်းရတည်တဲ့ညီညီညီအများကြီးပျော်ပြပြီးကြတာပဲနော်အဒီနီနီရဲ့တကယ်ကိုလွယ်လွယ်ကူကူလေးနဲ့အကျိုးရှိသည်တဲ့ထိရောက်မှုမြန်ဆန်တဲ့အကျိုး တက်မှုညံစင်နေတဲ့ဒီနေ့ပါအဲဘုဒ္ဓကောက်ပါတော့မိတ်ဆွေတို့အိမ်ပါပေါ့နော်မပြုတ်လို့ဖြစ်တဲ့အရာလေးတွေပြုတ်လို့ဖြစ်ရဲ့မိမိတို့မိသားစုကျမ်းမာရေးတွေညံတက်တယ်လက်တွေပိတ်တက်တယ်စီးပွားတွေထိကြိုက်တယ်နော်လလာပါနေစီတတဲ့အဲ့ဒီအရာလေးကြီးအထူးတည်းစင်ကြယ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီဥကတဘောတွေကြပြင်မယ်ပေါ့နော်တချို့အရာကြီးကမိမိတို့မိသားစု စီးပွားရေးကျန်းမာရေးဝေးကြီးကြလို့ရှိရင်ဆုံးရှုံးကချစ်ခိုက်တာမျိုးအမြောက်များဖြစ်စေတတ်တယ်။အဲ့တော့အတတ်နိုင်ဆုံးပေါ့နော်ထိခိုက်မှုဆုံးရှုံးမှုကြီးမဖြစ်အောင်တတိယစင်ကြင်မှုအကြောင်းအရာလေးကြီးကျွန်တော်တို့ဘဝတွေမှာအများကြီးလိုအပ်တယ်ပေါ့နော်။ကျွန်တော်စကားမှာကလည်းရှိပါတယ်ဒူးနေရဒူးတော်နေရတော့ပေါ့နော်။အဲ့တော့တင်းတင်းလေးအောင်ပတ်နေရမှာတင်းတင်းလေးအောင်ပတ်တဲ့ PC ကြီးထားခြင်းတူခြင်းကမြင လာတပါပဲပေါ့နော်အဲ့ဒီထားမဲ့နေရာလေးမှာအထားသူလီမှားအိမ်မှာခိုက်တယ်ထိကြိုက်တယ်ကျမ်းမာရေးကြီးထိကြိုက်တယ်စီးပွားရေးထိကြိုက်တယ်အိမ်တော်ကြီးအခြေရေးတွေထိအောင်လုံးဝထိကြိုက်တယ်ဆရာကြီးကမြောက်မလာပါမြို့နယ်6ခွေကမှတ်တိုင်ပဲမိပါဆက်ပြီးဒီဟောကန်ကမနက်9:00နိုင်ညနေတက်တာကြီးပိတ်ရမရှိဘူးဖွင့်ပါလေအလူရောဆရာပီပီနေဟောရည်ညာအနီးဆက်ဆုံးပြီးပြောမစွေအောင်မလာကားကြီးဝင်တဲ့နီးပါတယ်ပေါ့နော် ဆရာဖုန်းနံပါတ်ရဖို့တူတူ808ဖို့တူတူတရက်ကျုပ်ပြီးတော့လာမမိတ်စေဖုန်းဆက်ပါ တချို့အလုပ်ကြီးကမိတ်ဆွေတို့ကမအားဘူးဆိုရင်ဖုန်းထက်ရဆက်ဒီဖုန်းနံပါတ်ပေါ့နော်ငွေလွဲဒီဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးရင်မေးလဲကျွန်တော်ဒီစိတ်ပေါ်ပြောပြီးဖုန်းလာလို့ရှိရင်ဆရာမနံပါတ်ကြီးစီးရင်နေပေါ့နော်အဲ့ဒါလေလက်ခံပါလေပြီးကြရင်ကျွန်တော်ကပြီးပြီဟုတ်ကဲ့အဲ့တော့ကျွန်တော်မိတ်ဆွေတွေပြောနေတာမိမိတို့နေအိမ်ကြီးဟာပါပေါ့နော်ကိုကဖျားကန်းတို့ဧကန်းတို့ပါပေါ့နော် အထူးတလည်းဘယူဆိုင်ဖို့မင်းတို့အိမ်ငန်းမှာဖျားကန်းနေဧည့်တန်းနေတယ်เนาะဒီတော့အမျိုးသမီးဝတ်တဲ့အဝတ်တန်းမျိုးကြီးလုံးဝမထားကောင်းပါဘူးအဲ့ဒါအမှန်တန်အရေးကြီးပါတယ်နောက်တစ်ခုကမင်းတို့ဒီဧည့်ကန်းပေါ့နော်ဖျားကန်းလို့နေရာမျိုးမှာအရေးကြီးဆုံးကဒါတော်တော်များများဖြစ်တတ်တဲ့တည်းပေါ့နော်ကျွန်တော်ရန်ကုန်မှာဒီလိုပေါ့အဝတ်အစားတွေကို မီးကိုတိုက်တာလေလုံးဝမပြုတ်လောက်တင်ပါဘူးမိမိတို့ဒီအိမ်ဒီလေးတွေကတင်းနေရောက်ပတ်ရှိပါပါပဲเนาะဖျားစင်ရဲ့ဘေးပေါ်ဖျားကနောက်ပြေးလေးမှာအတန်းနိုင်ဆုံးပြုတ်လို့ရှိတယ်အဲဒီလိုမျိုးတွေပြုတ်လို့မဆိုမိမိတို့မိသားစုတွေစီးပွားရေးတွေညံ့မယ်ကျန်းမာရေးတွေညံ့မယ်ရှိနေတဲ့ပစ္စည်းဥစ္စာတွေစုံချုံတက်တယ်ထိခဲ့ကြအဲ့တော့ဘေးအဖော်ကတော့စမ်းပညာလို့ခေါ်အဲ့ထိခဲ့မှုစုံချုံမှုတွေမဖြစ်အောင်ကာကွယ်နိုင်ကြပါစေ အခုကကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဘေးရင်ပညာထဲမှာကစမ်းပညာလို့ပြောစမ်းပညာဆိုတာကအတူညာနဲ့သူထားတဲ့တဘောပေါ့နော်အဲအဲကန်းဆိုလို့ရှိရင်အဲကန်းရဲ့ပြင်ဆင်မှုပေါ့နော်ဖနက်ချွတ်တဲ့နေရာဆိုဖနက်ချွတ်အဲ့ဒီလိုအနေထားလဲအဲ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်2017နှစ်လောက်ကကျွန်တော်ရဲ့ဘွားပြည်သူပြောပြတယ်။မိတ်ဆွေတို့လည်းရှိတယ်ဖြစ်တယ်ဆိုရင်ရှိအဲ့ဒါပြင်ပြမှာအိမ်ပိုင်ကလုံးဝလက်ပိတ်သွားတယ်လက်ပိတ်သွားတယ်ဆိုတာ အเจ้าညာတစ်ခုခုကိုမိတ်ဆွေတို့လုံမိလို့ပဲရှင်းပြီလေမိတ်ဆွေတို့အလားမိတ်ဆွေတို့မှမဟုတ်ပါဘူးဘီရင်ဆရာကြီးကိုယ်တိုင်ရဲ့တချို့တတိမမှုတာအများကြီးပဲကျွန်တော်ဘီရင်ခေါ်လဲဆိုစမ်းပြက်တယ်လို့ခေါ်တယ်ဒါမဲ့အဲ့ဒီကိုဖြစ်သွားတယ်ကျွန်တော်2012လောက်ကကျွန်တော်ဒီမြောက်ပလာမှာပဲတုကမာနမ်းမကြီးပေါ်မှာအဲ့ကောင်ကျွန်တော်အိမ်ငားနေတဲ့အချိန်ကဘီရင်ခေါ်ကန်းဖွင့်နေတာကျွန်တော်အဲ့တော့ကျွန်တော်အိမ်ောင်လဲကြတယ်နော်ကျွန်တော်တို့ဇနီးမောင်လည်းအိတ်ကျွန်တော်ဒီလိုစောင်းနှင်းကြီးကိုအာ အရန်အေးတဲ့ခါမှာကျွန်တော်အောက်ကတမန်တလေးဆိုအဲ့ပေါ်မှာတော့ပေါ်စောရှင်းတာပါတို့တော်လေတော့အေးတော့ကျွန်တော်ကပရိရေပါစိတ်ကနာရွယ်တနာလောက်တာနောက်ပြကူကရင်ဘွားကျွန်တော်ဇနီးမောင်နဲ့အိတ်ရဲ့ဖြာလေးရှင်းပြီးတော့အဲ့ဒီစိတ်ပုံမှန်ကျွန်တော်ရဲ့ဗီဒီယိုဟောကတနေ့ကိုလူ9ယောက်10ယောက်11ယောက်အဲ့လိုလာနေပြအဲ့လိုကျွန်တော်အဲ့အဲ့ရတွေကကျွန်တော်ဖြာလေးယူတော့အေးတော့မအေးတော့ဘောတက်တာပါဒါမှအဲ့လေလုံးဝမလ ဘာဖြစ်သွားတာလဲကျွန်တော်လည်းအမွေးလိုက်ညင်ထိုးတော့ခါတိုင်းတော့ပတိကြီးစိတ်ကမရဘူးကျွန်တော်မရှိကျွန်တော်အဲ့ဒါမယုံလို့ဆိုကျွန်တော်နောက်ရက်တွေဆက်ထားတယ်အဲ့တိုင်နဲ့ကျွန်တော်စီဘေးတင်မေးတဲ့လူတွေပျောက်သွားတယ်ကျွန်တော်လာလူမဲ့ဆိုတဲ့ပေါ့နော်စတိယာဖြစ်ပေးမဲ့ဆိုတဲ့ပိတ်ပျောက်သွားအဲ့ကျွန်တော်လည်းမယုံလို့ဆိုပြောငားရထားတယ်ချော့ရထားတယ်ကျွန်တော်မျိုးစပြက်လည်းသူကျွန်တော်ကိုမပြောဘူးသူသူလည်းမှတ်ထား အဲ့ဒါကျွန်တော်တို့နှစ်ယောက်စကားဆိုင်ကြတာတို့တော့ဒီတစ်ချက်မှားသွားအဲ့တော့ကျွန်တော်ဖြားဖို့နောက်ပြပြန်ရှိတယ်ကျွန်တော်အဲ့ညာကိုပုံတက်စင်တယ်နော်ရှီမန်းနေပါတယ်နော်လော်ဘန်စပ်ပြတ်ပြတ်တန်းစင်တယ်နောက်ရဲ့အဲ့တဲ့ထင်းစုကြတာဆရာစီလာဖို့လို့တဲ့ဘလူလာမှမကြည့်မျက်စိကြည့်လေဒီလိုမျိုးပြောဆရာကိုလာရှင်မယ်လို့ပြီးခဲ့တဲ့ရက်ကအဲ့တော့ပြောချင်တာမိတ်ဆွေတို့ရဲ့အေးပြရခဲ့မှာနောက်ပြရနေပြောဖြားပြီးစပ်ပြတ်ဖြစ်ပြဒီလေးတွေစောတဲ့ဒီဖနက်တီပါတွေဖြားကန်းဧကန်း မဖြစ်မနေစီးပြင်းမှာအချောင်းချောင်းညကျွန်တော်တို့ပဲပြင်းရင်နဲ့တမူမန်ကြီးကြောင်ပြည့်တဲ့ဆရာကြီးဆရာမကြီးပေါ့နော်ကြီးတဲ့ဆရာကြီးဆရာမကြီးတုံးကြီးမဟုတ်ငယ်ရတဲ့ငငယ်ညီမငယ်လေးတွေကကိုယ့်ရဲ့ပြင်းရင်ဟောကန်းလေးကိုစမ်းသမိတ်လေးကိုထိခိုက်တဲ့အရာလေးတွေအယူဆိုင်စီးပြင်းတယ်